ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒေါက်ဖင်ပါအခုဖက်ပြမှာကတော့ဆိုင်းဆရာမမောင်မြင့်သိန်းဆက်မှုတက္ကသိုလ်ရည်တန်းထားတဲ့အရွယ်တင်သူများဤလူဝဲချက်များဆိုတဲ့စောင်းမလေးကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပြီးကြပါခင်ဗျာဒီစောင်းမလေးမှာအရွယ်တင်နှုတ်ပြုံလုံးသူများဤဘဝဖြတ်သန်းလာသည့်ပုံစံများနေ့စဉ်ပြုလုပ်တင်သည့်ကိုယ်လက်လှူရှာလေးခြင်းကများ အစားအသောက်နဲ့ပတ်သက်သည့်လမ်းညွှန်ချက်များနှင့်အုံနောက်ဆွေးရင်ကျဆင်းနေမှုကို မြင့်တင်ရန်လေ့ကျင့်ရမည့်နည်းလမ်းများကိုရေးသားထားပါသည်။နားဆင်ပြကြပါခင်ဗျာ။အရွယ်တင်သူများ၏လက်ဝဲချက်များအင်ဂျင်နီယာဘဘာကသူ့အသက်ကိုပြောသည့်အခါကြားရသူတိုင်းယုံရခဲ့သည်။ဤအောင်မြင်သောခလေးစာပေဆိုင်ဆရာမသည်အသက်60နှစ်ရှိတော်လဲအသက်50ဆွဲအရွယ်ဟုပင်ထင်ရသည် သူ၏ကျမ်းမာသောခန္ဓာကိုယ်သည် ကြန့်ခိုင်ထက်မြက်တွက်လက်မှုကိုပေါ်ပြနေပြီးသူဤနှစ်ပြရောင်မျက်လုံးများကနှူးချတောက်ပနေတတ်သည်တောက်ပသောအလင်းရောင်အောက်မှပင်လည်းသူဤမျက်လုံးအဤအကြောင်းမိမိခလေးများကိုမြင်ခက်ခဲလာသည်နှလုံးခွဲစိတ်ပါကူမိုက်ကယ်ဒီဘက်ကေးသည်သူပညာရက်နယ်ပယ်တွင်နှစ်ပေါင်း90နီးပါးခေါင်းဆောင်ဖြစ်နေခဲ့ပြီးစိတ်အရှင်ရှုံးမြန်နေမပြချင်း1998ခုနှစ်သူ့အသက်88နှစ်အရွယ်တွင် Boris ရဲစင်ဤနှလုံးဖွင့်ခွဲစိတ်ကုသမှုကိုကြည်ချခဲ့သည်လက်တော်အချိန်တွင်သူသည်နှလုံးဖိအားပေးဆက်အစ်တတခုကိုအပိတက်ရန်နာဆာမအင်ဂျင်နီယာများနှင့်ပူးပေါင်းအလုပ်လုပ်နေသည်လူအများစုကတောင်ဝိတ်တစ်ချောင်းနှင့်ထော့နှင်းထော့နှင်းရှောင်းနေရသည့်အရွယ်တွင်ဒီဘခီကတော့ကိုဟန်မက်မက်နှင့်ရှင်ကော့ရှောင်းနေသည်လက်ဆွဲနှုတ်ဆက်ပြီးစူးစူးရှက်ရှက်နှင့်ထိုးထွင်းကြည့်နိုင်သည်သူမျက်နာပေါ်တွင်အကြီးအကျောင်းများရှိနေသည်ဟာအမှန်ပဲသို့တော်သူသည်သူ့ထက်အသက်20အရွယ်ငယ်သူများနှင့် သူမသားကိုမသားအနေထားရှိသည်အန်တိုနီယာဘဘာနှင့်မိုက်ကယ်ဒီဗက်ကီတို့သည်အရွယ်တင်နုပြိုလွန်သူတို့၏တာရကနမူနာများဖြင့်ဖြစ်သည်အသက်ငယ်ပုံပေါ့အသက်ငယ်ပုံပြုတ်မှုအသက်ငယ်ပုံတွေးခေါ်စဉ်းစားပြီးရှင်တို့၏ကားမောင်းလိုင်စင်တွင်ဖော်ပြထားသည့်အသက်ထက်နှစ်နှစ်ချီတခါတလေဆယ်စုနှစ်နဲ့ချီပြီးငယ်ရွယ်နုပြိုလ်သူများဖြင့်ဖြစ်သည် ကျောင်းငွေရတုအထိမ့်မှပြန်လဲဆုံစည်းပွဲတွင်ကျောင်းမှနောက်ဆုံးရိုက်ထားသောဓာတ်ပုံများထက်မှရုပ်တွင်အတိုင်းတတိယရဲရှိနေ၍စိတ်လှုပ်ရှားအံ့ဩစရာကောင်းသူများတမီးများနှင့်အပြင်ကိုအတူထွက်လင်းညီအမဟုအထင်ခံသူများခင်ရသူများကိုကျွန်တော်တို့အားလုံးကြုံမှုချသည်ထို့သူများသည်မိသည့်အတွက်ကြောင့်လူအများစုနှင့်တဘာသာချမ်းသာစွာရုပ်ပိုင်းစိတ်ပိုင်းမျိုးရိုးပိစာပိုင်းဆံရာအချက်အလက်များရှိနေသည်ကိုသိရှိရန်ကြဲကြဲပြပြနှင့်သိပ္ပံနည်းကြကြဆယ်နှစ်ကြာလည်လာခဲ့ကြသည် ်ရင်းလည်လာမှုကဖော်ပြထားသည်မှာအရွယ်တင်နှုတ်ပြုံလုံးသူများသည်ဘဝတသံတလျှောက်တွင်ချစ်ရချစ်ရအဖြစ်များပို့မှုများပြားခဲ့ကြပြီးအိမ်တော်ရေးဒုက္ခကိုလူလူလာရယူခံစားခဲ့ကြသည်အသက်အရွယ်ပေါင်းစုံရှိသောလူများနှင့်အပေါင်းအသင်းမိတ်ဆွေဖွဲ့ကြသည်ကလေးမရှိသည့်ယာများသည်သို့မဟုတ် ရှိလင်လည်းကလေးနေသောမိဘများဖြစ်တတ်သည်အလွန်အားကောင်းတန်မာကြပြီးအားကစားစိတ်ရှိသည့်အားကစားဝါသနာပါသောနေရာတွင် အသိအဖွဲလိုက်ပြန်ရသောကစားနည်းထက်တောင်ပေါ်လမ်းလျှောက်တက်ချင်းကဲ့သို့ပြင်ပလှုပ်ရှားမှုများကိုပို၍နှစ်သက်သဘောချကြသည်နင်းနေချာချာအိပ်ပျော်ပြီးလမ်းလမ်းဆက်ဆက်နှိုးချသည်လှုပ်ဆရာကိုင်းဆရာလှုပ်နိုင်အောင်အင်အားပြင့်နေတတ်သည်ကိုနေဟန်ထားကောင်းမွန်စွာမကန်ကြသည် မကြခဏနေရာအနက်ခီးထွက်ကြသည်တွေးပောင်ချင်းနေကြသည်သို့မဟုတ်ဘုံမန်သာရှိသည် စာပို့ဖက်ပြီး TV အကြည့်နေသည် AACC အချိန်ဖြုန်းသည့်ထက်ငြိမ်ရင်ကစားရမှုမျိုးကို ပုံမှန်နဲ့တက်ကြသည်။ကျမ်းမာစွာအသက်ရှည်ရှည်နေသောမိဘများရှိကြသည်။ဆရာဂိုင်တို့မှ15ရာဂိုင်တို့သည်တသက်လိုစားသူများဖြစ်ကြပြီးအများစုမှာလူမှုရေးအရာအထိုက်အလျောက်အရက်တောက်သူများဖြစ်ကြသည်။ Secret မတောက်သူအရေးအတွက်နဲ့ Secret တောက်သူအရေးအတွက်မှာ20အချိုးတက်ရှိသည်။ရင်းအကြောင်းအရာနဲ့ပတ်သက်၍သိပ္ပံပညာရက်ကအငင်းပါဆွဲရက်ကမတက်ချေ။ အဘေကြောင့်ဆိုသောဆက်လက်တော့ရဲ့အရေးပြအုံမင်းမှုကအသက်အရွယ်ကြောင့်ဖြစ်သောအုံမင်းမှုထက်ပိုဆိုးနေသောကြောင့်ဖြစ်သည်ကျွန်ုပ်တို့မိများအသက်ရှင်ချမ်းမာမှုရှိသည်ကိုမျိုးရိုးပီစားကတစိတ်တစ်ပိုင်းသာဆုံးဖြတ်ပေးနိုင်သည်ဩဇာတရားမှုအများစုမှာကျွန်တော်တို့ကိုယ်တိုင်ထိ ंछ ုံနိုင်မှုအချက်များအောက်တွင်ရောက်ရှိနေသည်ရှင်တို့မှာကျွန်ုပ်တို့စားတော့ပုံကိုယ်နဲ့လှူရှားလေ့ကျင့်ပုံနီးလန်းနဲ့ဘဝအပေါ်ရှုမြင်သုံးသပ်ချင်းကပ်ခန်းစားပုံနီးများပင်ဖြစ်သည်ဤသုံးသပ်လည်လာမှုကိုအခြေခံသောလက်တွေ့လက်ညွန်ချက်များအပေါ်မူတည်၍ ကျွန်ုပ်တို့၏ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာစံမာရေးမြင့်တင်ပြီးရန်အကျိုးပြုအရေးယူဆောင်ရွက်မှုများပြုလုပ်ပေးနိုင်ပြီးအရွယ်တွင်နှုပြစွမ်းအစီအစဉ်များကိုဖော်ပြလိုက်ပါသည်ကိုလဲလှူရှားလေးခြင်းပုပြင်းထန်အားဆက်ရသောကိုလဲလှူရှားမှုကိုနှစ်သက်ခြင်းသည်အရွယ်တွင်နှုပြလုံးသူများ၏အထူးကလက္ခဏာတစ်ရပ်ပင်ဖြစ်သည် ။ဤရဲ့ချက်ကရုပ်ဆင်းအသွင်အပြင်ကိုပုံမတင့်တယ်ကောင်းမွန်စေပြီးကိုကာယကျမ်းမာရေးအသည့်မြင့်မားမှုကိုမြင့်တင်ပေးုံသာမကအသည့်ဉဏ်ဆွမ်းဆောင်ရည်ကိုလည်းဖွံ့ဖြိုးတိုးတက်လိုချစေသည်။ကိုလည်းလှူရှားလေးချင်ကဲမမှန်ပြုလုပ်သူများသည်ပုံမကျမ်းမာကြပြီးဘဝအပေါ်အပြုသဘောဆောင်သောစိတ်ထားများပုံမတိုးတက်ပွားများလာကြသည်။တင်ဒီတက်လက်တက်ချမှုမရှိသေးရင်ကိုရှောင်းနေကြတဲ့ပူဝေဝေပူမြင်းမြန်းလမ်းလျှောက်ခြင်းဖြင့်စတင်ပါ။ တပတ်လျင်အနည်းဆုံး၃ချိန်မိနစ်၂၀မှမိနစ်၃၀အထိမြန်မြန်လျှောက်ပေးလျင်မကြာခင်တက်လုံပိုကောင်းလာမည်ဖြစ်သည်။နေ့စဉ်ဆောင်ရွက်နေသောကိစ္စများကိုပို၍တက်လက်စာလုပ်ကင်ပါ။ပြီးလျင်ကိုယ်လက်လှူရှာမှုအစ်စ်များကိုလုပ်ပေးပါ။မိမိနေအိမ်သာဒါမှမဟုတ်အလုပ်လုပ်သောနေရာတိုင်းလှုပ်ခြင်းကပိုကောင်းသည်။တပြေးပြေးဖွံ့ဖြိုးအောင်မမှန်လှုပ်သွားပါပုံမှန်ကိုလည်းလေ့ကျင့်ခန်းသည်တင်ပေါ်ဝပုံစံတွင်နောက်ဆက်နေသည့်တက်တက်တားလုံးလိုက်နာဆောင်ရမည်လုပ်ငန်းဖြစ်ဖို့လိုအပ်သည်ကခုံချင်း၊ကွင်းပတ်ပြေးချင်း ဧရိုပင်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ရေကူးခြင်းနှင့်ကာယအလားလေ့ကျင့်ခြင်းများသည်ကိုယ်နှင့်ဟန်ထားပြောင်းလဲမှုကိုပြုပြင်ရန်နှင့်ခန္ဓာကိုယ်ပျော့ပြောင်းရန်တက်လုံကောင်းရန်တည်ဆောက်ဖို့အလွန်ကောင်းမှုသည်။ကိုယ်လည်းလှူရှာလေ့ကျင့်ခြင်းအတံမိုးသည်ကိုယ်လင်းချိန်လျှော့ချပေးပြီးမတွအောင်ထိန်းပေးသည်။ရင်းသည့်ခန္ဓာကိုယ်စွန့်အင်လောင်ကျွမ်းစေသည့်ထက်အများကြီးပိုသည်။ပင်မကြီးစွာကိုယ်လည်းလှူရှာပြီးသောအခါခန္ဓာကိုယ်၏ပြုပြင်ပြောင်းလဲသောသည်နိုင်များစွာမြင်မာနေသည်။ ထို့ပြင်အီရိုပစ်လှုပ်ရှားမှုကစားကျင်တောက်ချင်စိတ်ကိုရှားရီအားဖြင့်ရောပါစေသည်အာသွန်ခွန်ဆိုင်လှုပ်ရှားမှုက အစီမစားစစ်လက်သောကြွက်သားတိဆောက်ထင်းသိမ်းရာတွင် အထောက်အကူပြုသည့်အပြင်လူခန္ဓာကိုကြီးထွားမှုဟော်မုန်းကိုလည်းအနှဲငင်ထုတ်ပေးသည်အဟာရအဇွဲတနုပြုလုံးသူတို့ကိုလိလာချက်များအရာနေထိုင်မှုဘဝပုံစံထဲတွင်အာဟာရသည်လည်းတသားနှင့်ပါဝင်နေမိမှထင်ရှားလာသည် အစားအစာကြောင့်စိတ်ပူပန်ကြောက်ကြရသည့်ထက်စိတ်ပျော်ရွှင်ခြင်းနှံ့မှုသာဖြစ်တည်သည်အစားရှောင်ခြင်းသည်တခါတရံဘဝအတွက်စိတ်ဖြည့်ဆည်းမှုကိုတိုးစေပြီးလူကိုဒုက္ခပေးသည်အရွယ်တင်နုပြုံလုံးသူတို့ထံမှကျွန်ုပ်တို့ရယူနိုင်သောသင်ခန်းစာတစ်ခုမှာစားတောက်သည့်အမျိုးအမည်များလေလေစိတ်တည်ငြိမ်မှုကောင်းကောင်းရရှိဖို့အလားအလာရှိလေလေဖြစ်သည်လေလာရရှိသောအကြောင်းအရာများ၏အတွေ့အကြုံများပေါ်အခြေခံထားသော အောက်ဖော်ပြပါလဲညွှန်ချက်များကိုအရေတင် နုပြိုလွန်းသူတဦးအတွက်အစားအသောက်ပြည့်လိုက်တာပါတဲ့အစားစာကြီး60ရာခိုင်နှုန်းကိုပဲနေကောက်ပဲတည်နေများပါဝင်သောကာဗွန်ဟိုက်ဒရိတ်ပေါင်းစုံအဖြစ်ပြုပြင်စားသုံးပါ နေ့စဉ်တစ်တီးနှင့်ဟင်းသီးဟင်းရွက်အနည်းဆုံး5မျိုးစားနိုင်အောင်ချူစားပါ အသားထက်ပါဝင်သောအစားအစာမျိုးစုံ15ရာခိုင်နှုန်းထက်မပိုပါစေနဲ့နည်းနည်းပဲစားပါတိုးတော့စားခြင်းစိတ်အာသာပြောင်းလုံလောက်မှုရှိရမည်အစာကိုဖြည်းဖြည်းနဲ့ညံ့အောင်ဝါပါမစားဘဲနဲ့ဘယ်တော့မှမစားပါနဲ့ ဝပြီးထင်သောအချိန်တွင်ရှက်လိုက်ပါစားခတ်ခြင်းကိုလျှော့ပါအထူးသဖြင့်ကြက်တင်ဆက်နေအစားအစာများကိုလျှော့စားပါတကြားထည့်ခြင်းကိုလျှော့ချပါအစီအစိမ့်နေသောအချိုပွဲကိုရွေးချယ်ဦးစားသုံးပါတစ်တီးကိုအစဉ်မြဲဦးစားပေးရွေးပါလက်ဆက်တော့တစ်တီဟင်းသီးရွက်များနဲ့မပြုတ်မပြင်းသဘာဝကောင်းတဲ့များတွင်အများဆုံးတွေ့ရသောဗီတာမင်စီသည်အသားအရေကိုနှုတ်ပြတင်းရင်စေသောစွမ်းရည်ကိုပေးနိုင်သည့်ကော်လာဂျင်ဖြစ်ပေါ်၍အကူအညီပေးသည် secret အရက်နှင့် coffee တို့သည်ဗီတာမင်အုပ်စုအလုံးနီးပါး၏စွမ်းရည်အဆင့်များလျှော့ချစေသည်ကိုသတိထားပါလူနယ်ပြိုရဲဦးအတွင်ရှိသည့်အသက်83နှစ်ရှိဗြိတိရှအမျိုးသမီးချင်း Angela Livery သည်ကိုစားသည့်ကိုစားတဲ့အတိုင်းဖြစ်တာပဲဆိုသောရှေးဟောင်းစု စကားအတွက်သက်သေဖြစ်သည်သူသည်လက်ဆက်သောတစ်တီဟင်းသီးဟင်းရွက်များနှင့်မပြုတ်မပြင်းသဘာဝကောက်နှင့်တသက်ကိုသာသုံးဆောင်သည်အသားအစား ငါကိုသာစားသည် သူသည်အရက်ကိုလည်းရှောင်သည် အုံနောက်ဆွမ်းအားမြင့်တင်ခြင်းကျွန်တော်တို့ဒီနာမည်ဒါမှမဟုတ်လူကိုမမတ်မိခြင်းစိုင်းတဲဝင်သွားခါမှဝဲမိပစ္စည်းမမတ်မိခြင်းစသည့်အဖြစ်မျိုးနှင့်ကြုံပူးချပေမည်ထို့အဖြစ်ဖြစ်များသည်အုံနောက်ဤဆွမ်းဆောင်မှုကြဆင်းနေသောကနေဦးတတိပေလက္ခဏာများဖြစ်နိုင်သည်ထို့ကြောင့်ကျွန်တို့တို့သည်အုံနောက်ဆွမ်းဆောင်ရင်ကိုအလေးအကျင့်ပို့လုပ်ပြန်လိုအပ်သည် လူငယ်တဦး၏စိတ်ဆွမ်းအင်မျိုးကိုမိတို့မိဖို့ထိမ့်သိမ်းထားသည်ဟုအမိခံရသောမိုက်ကယ်ဒီပက်ကဒီပက်ကေကပြောသည်မှာကျက်သားတွေအကြောင်းကျွန်တော်တို့ပြောကြတယ်ကျက်သားတို့တော့မှာဓမ္မမဟုတ်ရင်ဆုံးသွားမှာပဲစိတ်နဲ့ပတ်သက်ရင်လည်းဒီတိုင်းမှာပဲစိတ်ကိုသုံးနေလေစိတ်ကပူကောင်းကောင်းအလုပ်လုပ်လေပဲတယ်လီဗီရှင်းရှိတွင်ဘာမှမစင်စားပဲထိုင်နေခြင်းသည်စိတ်တက်အင်အားကိုအကြီးကျယ်ဆုံးချင်းချောက်မှုဟုသူကယုံကြည်သည်စိတ်ကိုနိုးကြအောင်လုပ်ပေးဖို့ပူကောင်းတဲ့နည်းလမ်းတွေအများကြီးရှိပါတယ် တင့်အုံနောက်စွမ်းအားတိဆောက်ဖို့တင့်မညံဖွံ့ဖြိုးဖို့တင့်ဖန်တီးတင်ထွေနိုင်စွာပွင့်လန်းစေဖို့စီစဉ်ထားသောစိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းများမှာအောက်ပါလိုဖြစ်သည်တင့်မညံတိုးထက်ကောင်းမွန်ရန်တတိရှိရအားဖြင့်ပေးမှုများကိုအသုံးချပြီးနေပေါင်းများစွာအောင်မြင်စွာအသုံးပြုလာခဲ့သောလူချင်းနီးစနစ်သည်ရုပ်ဝိထုများကိုအသုံးပြု၍စိတ်မညံနိုးစွာပြီးသောနည်းဖြစ်သည်သောအသင်ဆံများကိုဖက်ရှုခြင်းဖြင့်တင်းဤစကလုံးကျွမ်းကျင်မှုနှင့်စိတ်ကူးစိတ်တန်တိုးထက်အောင်ဆောင်ရွက်ပါ။ Legend America ို့မဟုတ်အာဖရိကဆိုင်းဆရာများ၏လက်ရာများဖတ်ရှုခြင်းဖြင့်တင့်စိတ်ကွဲပြားခြားနားမှုခံစားတတ်စေအောင်ဆောင်ရွက်ပါ။တင့်ဖတ်ရှုခဲ့ရသည့်အကြောင်းများတင့်ကိုယ်သည်ပြန်မေးကြည့်ပါ။ဝိတုဤဇလံကျော်ယုံကိုတွေ့အောင်ခြေရာခံရှာဖို့ကြိုးစားကြည့်ပါ။ရုပ်ရှင်ဒါရိုက်တာလုံနေကစားကြည့်ပါ။တင်ဖက်ရှုပြီးခါစားဝိတုကိုရုပ်ရှင်ရိုက်ကူးနေသည်ဟုစိတ်ကူးခြင်းပါမိသည့်အဆိုကိုတင်ဖြတ်ကြောင်မြင်နေမိသည့်အခန်းကိုဦးစားပြေးမိနေဇက်လန်အစီအစဉ်ကိုရောပြောင်းပြင်မိလား ဖွန်ညွန်းတင်စားရန်မိသည့်အယုံမြင့်မြအောင်ပြတာအသုံးချမည်နီအုံနောက်သည်အတွေ့အကြုံအစ်စ်ပေါ်အခြေခံပြီးဖွင့်ပြခြင်းဖြစ်သည်ထို့ကြောင့်သိပ္ပံဒုမဟုတ်စီးပညာချာနယ်ကဲ့သို့တီချာအကြောင်းအရာဆိုင်ရာမဂ္ဂဇင်းကောင်းများဖတ်ပြီးအုံနောက်ကိုအထူးလှုပ်ဆောင်ပေးရမည်တင်ကိုပိုင်းယူဆနှင့်ဆန့်ကျင်ဘက်နိုင်ငံရေးအယူအဆများဖော်ပြသောစနစ်စင်းတစ်ဆောင်ကိုဖတ်လိုက်ပါအယူအဆများကိုတစ်ခုပြီးတစ်ခုလက်ခံပြီးစိတ်ထဲတွင်စောရကတက်ကြည်ပါ အက်ဒီတာဒါမှမဟုတ်စောင်းမရေးသူထံမီဒီယာအချက်ကိုလက်မခံနိုင်ကြောင်းတင့်အမြင်ကို ရှင်းနိုင်သမျှရှင်းအောင်တိတိကျကျတင်ပြထားသောစာတစောင်ရေးဖွဲ့ကြည့်ပါကဏ္ဍခွဲခြားပြီးသောကစားနည်းများကို ကစားခြင်းအပြင်တဲ့ဟောဟာရာကိုတို့မြင်ပြပါပုံစံအားဖြင့်ငှက်အမျိုးမိများကိုသင်တိတလားဖော်ထုတ်ကြည့်ပါအလုတ်ကိုနည်းနည်းပုခက်သွားအောင်ငှက်အမျိုးများကိုအဖျားစင်အတိုင်းအေရနေစက်အထိဖော်ပြကြည့်ပါ တဲ့အတွက်စကားလုံးများပိုင်တိုင်းကျွမ်းကျင်မှုနှင့်တည်ထင်ဖန်တီးနိုင်မှုတိုးပွားစေရန်ဘာသာစကားကစားနည်းများကိုအသုံးပြုပါအပိဒံစာအုပ်ထက်မှနန်းစယ်လုံးကိုကြာပန်ထုတ်ယူလိုက်ပြီးတလုံးစီအတွက်ဥပမာအလင်္ကာ10ခုဖန်တီးဖော်ထုတ်ကြည့်ပါဥပမာဆန္ဒမေဗျာနိုင်ငံရေးသမားများ၏အစွမ်းအစကိုအပြည့်အဝဖော်ထုတ်မှုရင်းနှီးကျွမ်းဝင်ပြီးပစ္စည်းများ၏အခြားနည်းအသုံးချမှုကိုစဉ်းစားကြည့်ပါဥပမာအုတ်ခဲချင်းနှင်းတုံးစက်ကူဖြစ်စောင်းဖုံကာရွှေပြင်းတဲ့ မိဘေလူရာစင်ဖို့ပစ္စည်းစက်ကူညက်ကလေးတော့တွင်တွားခြားထိုးတဲ့ငများချိတ်စသည်လိုဖြစ်သည်ဆေဝါဒိုဒါလီတို့မဟုတ် GOGO DG ရီကိုတို့ဤပကြီကားများခဲ့သို့တင်းနစ်မြကြီးနေသောအမှုပညာဆောင်များကိုကြည့်ရှုပါပကြီကားတစ်ချက်ကိုအသေးအချာကြည့်ရှုလေ့လာပြီးတင်းစိတ်ထဲပေါ်လာသည်များစိတ်ကူးစိတ်တဲ့များကိုလွတ်လွတ်လပ်လပ်ခြာရီမှတ်သားပါ ဖြစ်စိတ်ကူးလိုရာကိုလွတ်မျောစိတ်ကူးခွင့်ပေးထားသောသဘောတသက်နှင့်ပင်တစ်စိတ်ကူးပုံရိပ်ကိုအခြေခံပြီးဇလန်တပုတ်စီရင်ကြိုးစားပါ။ရှခင်ကတင်လုံးဝမကြားဘူးသေးသောတေးသပုတ်ကိုမျက်စိမိတ်ပြီးနားထောင်ကြည့်ပါ။ရင်းဂီတအတန်ဒီမိသည့်အချောင်းဖြစ်သည်ကိုစဉ်းစားကြည့်ပါ။အလားတူစိတ်ခံစားမှုအနေအထားသို့မဟုတ်စိတ်ကူးပုံရိပ်များပေါ်လာစေသောအခြားတေးသပုတ်ကိုတင့်အနေဖြင့်စဉ်းစားဖော်ထုတ်ပေးနိုင်ပါသလား။ လူအများနဲ့သက်ဆိုင်သောနေရာတနေရာကလူတစုကိုတိတ်တခုလေ့လာပြီးသူတို့ထုတ်ဖော်ပြောဆိုမှုများပြုမှုဆက်ဆံပုံနည်းလမ်းများကိုအခြေခံပြီးသူတို့အကြောင်းဆက်လက်ပုံဖွဲ့ကြည့်ပါအားလုံးထဲတွင်တစ်ချက်ပဲမှတ်ထားရမည်တတိယဘုလိုပါမည်အရွယ်တင်နုပြုံလုံးတို့ဇိုင်းဆံမှချင်းအန်တိုနီယာဘဘာရေးခဲ့သည့်အချက်ပင်ဖြစ်သည်အသက်အရွယ်ဟာတင်ဘလောက်ကြီးရင်နေရတယ်ဆိုတာနဲ့တိတ်အဆက်ဆက်မရှိလာတော့ပါတဲ့မမောင်မြင့်သိန်းဆက်မှုတက္ကသိုလ် ဆက်လက်ပြီးဖပြချင်တာကတော့ဆောင်းမရှင်နေအောင်ရေးသားထားတဲ့ Stanford တက္ကသိုလ်ဘွဲ့နှင်းသဘင်တွင်တွင် Steven Jobs ပြောခဲ့တဲ့မိကုံကိုဖပြချင်ပါတယ်ဆောင်းမရှင်ကတော့ဒီဒီမိကုံနဲ့ပတ်သက်ပြီးပြောထားတဲ့အကြောင်းအရာလေးကတော့ တကယ်ကိုမဖြစ်မနေဖက်တင်နေစာပါတဲ့နည်းနည်းရှိတဲ့အတွက်စိတ်ရှိရှိလေးထားပြီးဖက်စီချင်ပါတယ်ပေးရတဲ့စာဖက်ချင်တဲ့တန်တဲ့အသွေးအမြင်တွေကိုရဖို့အာမခံတယ်လို့ဇိုက်စာကရည်သားထားပါတယ်ကဲကျွန်တော်တို့ဖက်ကြည့်ကြအောင်နော် Stanford တက္ကသိုလ်ပွင့်နေတဲ့ပင်တွင် Stage of ပြောခဲ့တော့မိကုံကျွန်တော်အနေနဲ့ကမ္ဘာအကောင်ဆုံးတက္ကသိုလ်တစ်ခုရဲ့ပွင့်နေပွဲအနေပွဲကို ခင်ဗျားတို့နဲ့အတူတူတက်ရောက်ခွင့်ရတဲ့အတွက်များစွာပဲကုန်ယူမိပါတယ်။တကယ်ဆိုကျွန်တော်ဟာတက္ကသိုလ်ကနေဘာဖွင့်မှမရရှိခဲ့ဘူးပါဘူး။အမှန်တိုင်းပြောရရင်ဒီနေ့အခမ်းအနားဟာကျွန်တော်ဘဝတစ်လျှောက်တက္ကသိုလ်နဲ့ပတ်သက်ပြီးစင်ပေါ်ကိုတက်ခွင့်ရခဲ့တဲ့ပထမဆုံးအခမ်းအနားပါပဲ။ဒီနေ့ကျွန်တော်ခင်ဗျားတို့ကိုကျွန်တော်ဘဝတွေကအဖြစ်ပြက်လေးတွေအကြောင်းပြောပြချင်ပါတယ်။တိတ်ကြီးကျယ်ခဏတာတော့မဟုတ်ပါဘူးအဖြစ်ပြက်သုံးခုလောက်ပြပြယုံနေမှာပထမဆုံးအကြောင်းအရာကိုတော့အဆက်ကလေးတွေဆက်ချင်းလို့နာမည်ပေးထားပါတယ် အဆက်ကလေးတွေဆက်ခြင်းကျွန်တော်18လလောက်ကျောင်းထွက်ခဲ့ပြီးနောက်မှာတော့ re college ကနေထွက်ခဲ့တယ်ဘာလို့ကျွန်တော်ကျောင်းထွက်ခဲ့တာလဲဆိုတာအလုံးကသိချင်ကြပါလိမ့်မယ်ကျွန်တော်မမွေးခင်အချိန်အားစပြီးပြောပြပါမယ်အဲဒီတော့ကျွန်တော်အမေဟာ college ကျောင်းသူဘဝမှာကိုဝင်ဆောင်ဖရတာမို့ကျွန်တော်ကိုမွေးစားမဲ့သူရှင်အနံဘူဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့သူမမခိုင်မာတဲ့ရည်ရွယ်ချက်တစ်ခုရှိနေခဲ့တယ်အဲ့ဒါကတော့ကျွန်တော်ကိုမွေးစားမဲ့မိဘဟာဘွဲ့ရပညာတက်ဖျက်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ပါ ဒါကြောင့်ကျွန်တော်ကိုမွေးပြီးတာနဲ့ရှင်းနေဆုံးတဲ့တရေစီမှာအံ့နံဖို့တည်တည်ချာချာစီစဉ်ထားခဲ့ပါတယ်။ကျွန်တော်မွေးစားမိဘဖြစ်လာမဲ့ရှင်းနေဆုံးတွဲကမိန်းကလေးပဲလိုချင်တာ။မိန်းကလေးဆိုရင်မွေးစားမယ်ဆိုပြီးမွေးတယ်။အဲ့ဒီအချိန်ကိုစောင့်မျှော်ခဲ့ကြပါ။စောင့်မျှော်ခဲ့ကြတာပေါ့။တညမှာတော့သူတို့စီကိုကျွန်တော်အဖေကဖုန်းဆက်လိုက်တယ်။ကျွန်တော်တို့တော့မမျှော်လင့်ပဲတားယောက်ကြားလေးဖွားမြင်ပါတယ်။ခင်ဗျားတို့မွေးစားဖို့စိတ်ကူးရှိပါရဲ့လားတဲ့။သူတို့မျှော်လင့်ထားတဲ့မိန်းကလေးမဟုတ်ပေမဲ့ကျွန်တော်မွေးမွေးစားမိပါတွေက ိုးဘာပဲဖြစ်ဖြစ်မွေးစားမှာပေါ့ဆိုပြီးချက်ချင်းပဲအပြေးပေးခဲ့ကြတယ်။နောက်ပိုင်းမှာကျွန်တော်မွေးစားမိပါတွေဟာဘွဲမရဘူးဆိုတာသိလိုက်ရတဲ့အခါအမေကမွေးစားစာချုပ်ကိုဖျက်သိမ်းဖို့လုပ်လိုက်သေးတယ်။ဒါပေမဲ့မွေးစားမိပါတွေကဘွဲရအောင်ကောလိပ်ဆက်တက်ပမယ်လို့ကတိပြီးတော့မှကျွန်တော်သူတို့ရဲ့တရားဝင်ကလေးတယောက်ဖြစ်လာခဲ့တော့တယ်။ဒီအကြောင်းအရာတွေဟာ stage of ဆိုတဲ့ကျွန်တော်ဖြစ်လာမယ်အဆက်ကလေးတွေပေါ့။နောက်18နှစ်အကြာမှာကျွန်တော် college ကိုရောက်တယ်ကျွန်တော်ရွေးချယ်ခဲ့တဲ့ college က Stanford college လို့ပဲ အဲကျောင်းလက်ကအတော်ဈေးကြီးတယ်ဗျကျွန်တော်မိဘတွေတက်တက်လောစုထားသမျှတွေကကောလိပ်ကျူရှင်လက်ကနေတင်ခုံသွားခဲ့တယ်6လလောက်ကြာတဲ့အခါမှာကုန်ကျစရိတ်တွေကတွက်လို့တော့မရလောက်တော့ဘူးထင်ရတယ်အဲဒီအချိန်မှာပဲကျွန်တော်မြင်လာတာကငါကျောင်းဆက်တဲ့ရတာဒီလောက်တောင်ပဲတမိုးကြီးရသလားငါဘွဲတစ်ခုရဖို့ငါမိဘတွေတက်တက်လုံးစုလာတဲ့ငွေတွေကုန်ရမယ်ဆိုတာမဖြစ်သင့်ဘူးဆိုပြီးတော့ဗောငါဝန္ဒနာပါတဲ့အလုပ်ကိုကောင်းဆုံးလုပ်မယ်ဆိုတဲ့ခိုင်မာတဲ့ရည်ရွယ်ချက်နဲ့ ကျွန်တော်သဘောနဲ့ကျွန်တော်အကြောင်းကနေထွက်ခဲ့တယ်။အခုစဉ်းစားကြည့်တော့တော်တော်ကြောက်ဖို့ကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲ။ဒါပေမဲ့အဲ့ဒီဆုံးဖြတ်ချက်ဟာကျွန်တော်ဘဝအတွက်အရေးအပါဆုံးနဲ့အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့တယ်။ဘာလို့ဆိုကျွန်တော်စိတ်ဝင်စားတဲ့စာသင်ခန်းတွေစီမသွားဖြစ်တော့ဖြစ်တော့တဲ့အခါအဲ့မိနစ်တိုင်းကကျွန်တော်စိတ်ဝင်စားတဲ့အလုပ်ကိုဆက်လုပ်ခွင့်ရတဲ့အချိန်တွေဖြစ်နေခဲ့လို့ပါပဲ။ဒါတွေကအလိုက်တဲ့ကလေးဖြစ်လာတာတော့မဟုတ်ဘူးဗျ။အကြောင်းတက်စင်တုန်းကကျွန်တော်မှနေစရာအခက်မရှိဘူး။ ဒါကြောင့်တငယ်ချင်းအခန်းတွေရဲ့ကျမ်းမြစ်ပေါ်မှာညစဉ်အိတ်ခဲရတယ်။ကုတ်ဘူးခွန်လေးတွေကို၅စင်းနဲ့ပြန်သွင်းပြီးစားဖို့တောက်ဖို့အတွက်ဖြည့်ချင်းခဲရတယ်။တင်းကနေနေတိုင်းကိုခုနှစ်မလဝေးတဲ့နေရာကဖုံးတော်ကြီးចောင်းစီမပြတ်မကွက်ရောက်အောင်သွားခဲ့တယ်။ဘာလို့ဆိုဘုံចောင်းကကျွေးရဲ့အစာရထိတ်အရသာရှိတာကိုအဲ့ဒီတော့ကချော်ပြားရတဲ့အခြေအနေတွေဟာပင်ပန်းချနေခဲ့တယ်ဆိုပေမဲ့ကျွန်တော်ရဲ့ခိုင်မာတဲ့ခံယူချက်တွေနဲ့အမြင်တွေကိုတန်မှုဖြတ်မရနိုင်လောက်အောင်ပြောင်းလဲစေခဲ့တယ်ဆိုတာကိုနောက်ပိုင်းမှာသိလာခဲ့ရတယ် ကျွန်တော်ဥပမာတစ်ခုနဲ့ပြောပြပါမယ်ကျွန်တော်တို့ခေတုန်းက Rick College ဆိုတာဆက်လုံးအလှရေးတဲ့နေရာမှာထိတ်ဆုံးကပဲကျောင်းရဲ့ poster တွေစာတမ်းတွေကတ်တဲ့နေရာကိုလပ်ပါတဲ့ဆက်လုံးတွေစမ်းသစ်တဲ့ design တွေကနေရာအပြည့်ယူထားကြတယ်ကျွန်တော်ကျောင်းကထွက်လိုက်တာကလည်းပုံမှန်စာသင်ခန်းတွေရဲ့သင်ကြားရေးစနစ်ကိုမကြိုက်ခဲ့တာလည်းပါတာကိုဒါပေမဲ့ဆက်လုံးအလှရေးနေအချိန်ကိုတော့စိတ်ဝင်စားလို့တွားတက်ဖြစ်ခဲ့တယ်ဒါကြောင့်ကြောင်းထွက်ပြီးနောက်ကျွန်တော်ဆက်လက်လာတဲ့အထဲမှာစက်လုံးအလှရေးတဲ့ပညာလဲပါတယ် စလုံးတွေကိုဘယ်လိုရေးရတယ်ဘယ်လိုနီးစနစ်တွေရှိတာစသဖြင့်ပေါ့နောက်ပိုင်းဒီစလုံးရင်းနှီးတွေကိုကွန်ပျူတာတွေနဲ့ထပ်သုံးနိုင်အောင်ကျွန်တော်စူးစမ်းခဲ့တယ်။အဘလောက်လပါတယ်တွေ့လဲ။သမိုင်းတွင်ခဲ့တယ်လို့ပြောလို့ရတယ်။သိပ်ပန်နဲ့ဖန်းဆုပ်လို့မရတဲ့ကိစ္စတခုကိုကျွန်တော်တို့ဖန်တီးနိုင်ခဲ့တာလေ။အဲဒီအရာတွေကိုလက်တွေ့ဘဝထဲမှာအသုံးချလို့ရလိမ့်မယ်လို့ကျွန်တော်ထင်တော့မထင်ထားခဲ့မိပါဘူး။ဒါပေမဲ့နောက်ဆက်နေ့အကြာကွန်ပျူတာကိုစတင်ရေးဆွဲတဲ့အချိန်မှာကျွန်တော်စလုံးအလရေးတာလေးကိုပါထပ်သွင်းခဲ့တယ်။ အဲ့ဒီအတွေးလေးကနေကမ္ဘာပထမဆုံးစက်လုံးရင်းနှီးထပ်သွင်းထားတဲ့ကွန်ပျူတာထွက်ပေါ်လာခဲ့တာပဲကျွန်တော်ဒါကောလိပ်တုန်းကစတင်ချိန်ကိုတစ်ချိန်မှမတက်ခဲ့ဘူးဆိုရင် MAC ဟာစက်လုံးဖောင့်မျိုးစုံပါဝင်တဲ့တိကျတဲ့အခြားအခြားနာရီနဲ့ကွန်ပျူတာတစ်ခုဖြစ်နေမှာမဟုတ်ဘူးကျွန်တော်ကြောင်းကနေမထွက်မိခဲ့ဘူးဆိုရင်လေဒီစလုံးအလရင်းနှီးတွေကိုဆက်လေ့လာပြမှာမဟုတ်ဘူးဒါတည်ကြတယ်ဒါဆိုရင်အခုသုံးနေကြတဲ့ကိုပိုင်ကွန်ပျူတာတွေထဲမှာလည်းဒီစလုံးအလရင်းနှီးတွေပါလာစရာကိုမရှိဘူး ကျွန်တော်ကောင်းလေးចောင်းသားဘဝကလေးကအဆက်ကလေးတွေတစ်ခုနဲ့တစ်ခုကိုဆက်နေခဲ့တာဒါကိုဆက်ဆက်လို့မရခဲ့ဘူးတဘောလည်းမပေါက်ခဲ့ဘူးနောက်စနစ်အကြာနောက်ကိုပြန်ဆက်ကြည့်မိတဲ့အခါပူပူပြီးတော့ရှင်းစွာသိမြင်လာရတယ်ဒီလိုပါပဲခင်ဗျားအဆက်လေးတွေကိုကြည့်ပြီးရှေ့ကိုဆက်နေလို့မဖြစ်နိုင်ဘူးနောက်ကိုလည်းပြန်ဆက်မှသာလည်းရနိုင်မယ်ဒါပေမဲ့ခင်ဗျားရဲ့အနာဂတ်ကိုပုံဖော်လာမှဖြစ်တဲ့အဆက်ကလေးတွေကိုယုံယုံကြည်ကြည်ချနိုင်ခဲ့ရမယ် ဆိုလိုချင်တာကခမည်းတစုံတစ်ခုကိုတော့ယုံကြည်နေမှရမယ်ခမည်းရဲ့အတွင်းစိတ်ကံကြမ္မာဘဝအလုပ်တစ်ခုခုပေါ့ဒီအတွင်းနဲ့ချင်းကပ်နေရကျွန်တော်တို့တခါမှလဲမကြစေခဲ့လဲဆိုတာမရှိဘူးဒီနည်းလမ်းကကျွန်တော်ပေါ့ပြောင်းလဲစေခဲ့တာအသေးချာပဲကျွန်တော်ပြောပြမယ်ဒုတိယအကြောင်းအရာတော့ချစ်မြတ်မှုနဲ့ဆုံးရှုံးမှုအကြောင်းပဲဖြစ်ပါတယ်ချစ်မြတ်မှုနဲ့ဆုံးရှုံးမှုကျွန်တော်ကံကောင်းခဲ့လို့ဆိုရမယ်ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အသက်ငယ်ငယ်ရွယ်မှာပဲဘာကိုချစ်မြင်လို့လဲဆိုတာသိခွင့်ရခဲ့တယ်။ Woos နဲ့ကျွန်တော်ဟာအသက်20မှာ April ကိုကျွန်တော်မိဘတွေရဲ့ကားကောင်ကားကိုတောင်ထဲမှာစတင်ခဲ့တယ်။ကျွန်တော်တို့အရင်ကစူးစမ်းခဲ့ရပါတယ်။10နှစ်ဆိုတဲ့အချိန်ကာလအတွင်းမှာ April ရဲ့အဝန်အဝိုင်းဟာဘယ်လောက်ထိကျပြန့်လာတယ်လဲဆိုရင်အလုပ်သမား၄000ကျော်နဲ့တန်း2000တန်းကုမ္ပဏီကြီးတစ်ခုဖြစ်လို့လာခဲ့ပါတယ်။ကျွန်တော်အသက်30မပြည့်ခင်တနှစ်အလိုမှာကျွန်တော်တို့ရဲ့အကောင်းဆုံးထုတ်ကုန်ဖြစ်တဲ့ မက်ကင်တက်ကိုထုတ်လုပ်နိုင်ခဲ့တယ်။တိတ်မကြဘူးကျွန်တော်အထောက်ခံရတော့တာပဲ။ကိုစားတင်တီထောင်တဲ့ကုမ္ပဏီကနေကိုကိုထုတ်တယ်ဆိုတာဘယ်လိုဖြစ်နိုင်ပါမလဲလို့ထင်ချလိုက်မယ်။ Abra ကုမ္ပဏီကြီးကြီးထွားလာတဲ့အမြကျွန်တော်နဲ့အတူတူတွဲလုပ်နိုင်တဲ့အရေးချင်းဖြစ်သွားတဲ့လူတရားကိုကျွန်တော်တို့ငားလိုက်ကြတယ်။ပထမမှာစိတ်တူကိုယ်တူနဲ့အရာရာအဆင်ပြေခဲ့ကြပေမဲ့ Abra ရဲ့အနာဂတ်အစီအစဉ်တွေမှာကျွန်တော်အမြင်တွေမတူညီကြတော့ဘူး။တဖြည်းဖြည်းတဘောထားတွေကွဲလဲလာတယ်လို့တော့ပြောလို့ရတယ်။ ဒါကိုဖြည့်ရှင်းညှိနှိုင်းဖို့ကျွန်တော်တို့အစည်းအဝေးတစ်ခုလုပ်ကြတယ်။အစည်းအဝေးမှာဘုတ်ဖွဲ့ရဲ့ဒါရိုက်တာတွေကသူ့သဘောထားဘက်မှာရက်တင်ပြီးကျွန်တော်ကိုထုတ်လိုက်ကြတယ်။တရားဝင်ကိုထုတ်ပြန်လိုက်တာ။ကျွန်တော်လူငယ်ဘဝတလျှောက်လုံးမြုပ်နှံပြီးတိဆောက်လာခဲ့တာတွေအကုန်ကုန်ပါလေရောဘလောက်ဆိုးရတဲ့ဖြစ်လဲ။ကျွန်တော်လအနေငယ်လောက်အထိဘာလို့ရမယ်မသိဘူးအရင်ကအတူတွဲလောက်ပူတဲ့စီးပွားရေးလုပ်ငန်းရှင်မိတ်ဆွေတွေအားလုံးရဲ့အထင်သေးမှုကိုခံလိုက်ရတယ်လို့ခံစားရတယ်ဒါကလည်းလက်ဆင့်ကန်ပြိုင်ပွဲမှာအလန်တိုင်းကိုလွဲပစ်လိုက်ရတယ်လို့ပါပဲ ျွန်တော်ပြီးရတဲ့အလက်ပြီးသွားခဲ့ပြီလေကျွန်တော်ကလူတွေအမြင်မှာကြဆုံသွားတဲ့လူတစ်ယောက်ဖြစ်လို့နေခဲ့ပြီဒီချင်းမြောင်းနဲ့ဖောင်ချင်းချင်းလေးတွေကနေထွက်ပြေးဖို့တော့စဉ်းစားမိတယ်ဒါပေမဲ့အတွေ့တချို့ကြောင့်ကျွန်တော်တပြပြနေတာကြလာတယ်ဘာလို့လဲဆိုတော့ကျွန်တော်လုပ်ခဲ့တဲ့မြတ်ဟာကျွန်တော်ချစ်မြင်လို့တဲ့အရာတွေဖြစ်နေတယ်ဆိုတာကိုတွေးမိခဲ့လို့ပါပဲလက်ရှိအချိန်အထိလည်းကျွန်တော်တမိုးထားနေတော့မယ်လေအဲဘက်မှာကျွန်တော်ခရရတဲ့ကိစ္စတချို့ကကျွန်တော်လမ်းကြောင်းကိုမတွေ့ဖဲစေနိုင်ခဲ့ပါဘူးကျွန်တော်ညင်းပယ်ခံခဲ့ရတယ်ဒါပေမဲ့ဒီအလုပ်ကိုကျွန်တော်ချစ်မြင်နေတော့မယ် ဒါနဲ့ကျွန်တော်ပြန်ဆောက်ဖို့ဆုံးဖြတ်ခဲ့တယ်။အဲ့ဒီတုန်းကတော့ app ရနေအထုတ်ခင်ရတာဟာကျွန်တော်ဘဝရဲ့အကောင်းဆုံးအလဲအပြောင်းတစ်ခုဖြစ်လာလိမ့်မယ်လို့ကျွန်တော်မမြင်ခဲ့ဘူး။အောင်မြင်မှုတွေနဲ့လေးလံနေတဲ့ဘဝကိုပော့ပါတဲ့အစပြုမှုနဲ့အစားထိုးလိုက်တဲ့ဖြစ်ရတစ်ခုပဲဆိုတာနောက်ပိုင်းမှာသိလာခဲ့ရတယ်။ app နဲ့လမ်းခွဲခဲ့ခြင်းဟာကျွန်တော်ကိုအကောင်းဆုံးဖန်တီးအားတွေရှိရအကောင်းဆုံးအချိန်ကာလတစ်ခုစီကိုဝင်ရောက်သွားစီဖို့လွတ်လပ်ခွင့်ပေးလိုက်ကြပဲ။နောက်၅နှစ်အကြာမှာ NAS ဆိုတဲ့ company တစ်ခုရဲ့ presence လို့အမည်ရတဲ့ community ခုရောကျွန်တော်စတင်နိုင်ခဲ့သလို pesa community ဟာလည်းပထမဆုံး computer animated ဇာတ်ကားလည်းဖြစ်ကမ္ဘာအအောင်မြင်ဆုံး animated ဇာတ်ကားလည်းဖြစ်တဲ့ drawing story ကိုတမိုင်းဝင်အောင်ဖန်တီးနိုင်ခဲ့တယ်အမှန်ရစရာအလဲပြောင်းကတော့ april က nest ကိုဝယ်ယူလိုက်ခြင်းပဲကျွန်တော် april ထဲကိုပြန်လဲခြေချတဲ့အခါမှာကျွန်တော်လက်မှာဖွံ့ဖြိုးတိုးတက်လာတဲ့ nest ဟာ Apple ရဲ့အသေးနှလုံးတစ်ခုလိုအရေးပါနေခဲ့ပါပြီ။ဒီလိုနဲ့ပဲကျွန်တော်နဲ့သဘောထားကွဲလဲခဲ့တာတွေလည်းလက်တွေပေါ်မိသားစုပြန်ဖြစ်လာခဲ့ပါတယ်။ကျွန်တော်ပြောရတာတစ်ခုက Apple ကနေတာကျွန်တော်ကိုအထုတ်မခံခဲ့ရရင်ကျွန်တော်အနာဂတ်ဒီလောက်လှပနေမှာမဟုတ်ဆိုတာပါပဲ။ Luna တယောက်လိုအပ်နေတဲ့စီကိုအစမ်းပေးလိုက်ပေးလိုက်တယ်လို့မျိုး Apple ကနေကျွန်တော်ကိုပေးလိုက်တယ်လို့ခန်းစားမိပါတယ်။တခါတည်းရင်မှာဘဝရဲ့အလဲပြောင်းတွေကခမည်းတော်ခေါင်းကိုအောက်ခဲနဲ့ထုလိုက်တယ်လို့ ထုချေချလိုက်မယ်ဒါဟာခင်ဗျားတို့ရှုံနေတဲ့လမ်းကြောင်းမှာဒူးထောက်လိုက်ဖို့မဟုတ်ဘူးကျွန်တော်လည်းဒီလိုအဖြစ်မျိုးနဲ့ကြုံတွေ့ခဲ့ရတာပဲဒါပေမဲ့ကျွန်တော်ချစ်မြတ်နိုးတဲ့အလုပ်ကိုစုပ်ကန်ကြိုးစားရင်းနဲ့ရင်ဆိုင်ကြိုဖြတ်ခဲ့တယ်ဒီလိုပဲခင်ဗျားတို့လည်းကိုချစ်မြတ်နိုးတဲ့အရာကိုရှာဖွေတတ်ဖို့အရေးကြီးရဲ့လို့ပြောချင်ပါတယ်ခင်ဗျားချစ်မြတ်နိုးတဲ့အလုပ်ဟာဘယ်လိုမျိုးလဲလဲကိုပြောရရင်ခင်ဗျားရဲ့ပြဝအစိအပိုင်းတစ်ခုကိုလိုအရေးပါနေရမယ်ခင်ဗျားချစ်တဲ့လူတွေကိုလည်းဖြစ်စီပေးနိုင်တဲ့အလုပ်မျိုးဖြစ်နေရမယ်ဒီနေရာမှာအရေးကြီးဆုံးက ကိုလုံးလိုက်တဲ့အရာတိုင်းကိုကိုကျင်နဲ့နေဘူးလို့တယ်ချစ်မြတ်နေချစ်မြတ်လို့နေဘူးလို့တယ်ခမားတာကိုမတွေ့သေးဘူးလားတွေ့တဲ့အထိဆက်လက်ရှာဖွေနေဘူးလို့တယ်အဲ့ဒီအလုပ်ကိုတွေ့ရှိလာပြီဆိုတာနဲ့ခမားစိတ်ထဲမှာခံစားသိရှိလာလိမ့်မယ်နှလုံးသားထဲကနေကိုထင်ထင်ရှားရှားသိရှိလာမှာကြီးမားတဲ့ခရီးတစ်ခုကိုရှောက်ရတယ်လို့လို့ပဲပူပူပြီးကောင်းမွန်လာတဲ့လမ်းကြောင်းပေါ်ကနေရှောက်ခွင့်ရမှာဒါကြောင့်ချစ်မြတ်နိုးတဲ့အလုပ်ကိုတွေ့တဲ့အထိရှာဖွေပါဘတော်မှမရလိုက်ပါနဲ့လို့ပြောချင်ပါတယ် တတိယပိုင်းကတော့တည်ဆုံခြင်းအကြောင်းပါကျွန်တော်အသက်18နှစ်အရွယ်တုန်းကဖတ်ပူတဲ့စိုးရိမ်စကားတစ်ခုရှိတယ်။နေ့တိုင်းကိုတင့်ရဲ့နောက်ဆုံးနေ့လို့မှတ်ယူပြီးနေထိုင်ခဲ့မယ်ဆိုရင်တနေ့နေ့မှာတင်လုပ်ခဲ့တဲ့အရာတွေကအကောင်းဆုံးဖြစ်နေတယ်ဆိုတာသိလာရနိုင်မယ်တဲ့ဒီစကားလေးကိုကျွန်တော်တော်တော်ခိုက်ခဲ့သဘောကျတာပေါ့နော်လွန်ခဲ့တဲ့33နှစ်လုံးမနေ့တိုင်းမှကြည့်ကျန်းကိုကျွန်တော်ပြန်ပြီးခဲ့တယ်ဒီနေ့ဟာငါအသက်ရှင်တန်ရမယ်နောက်ဆုံးနေ့ဆိုရင် ငါအခုဒီနေ့မှာလုံနေတဲ့အရာတွေကိုဆက်လုံနေအောင်မလားဆိုပြီးတော့ပေါ့ဒီလိုမိလိုက်တဲ့အခါမှာ no ဆိုတဲ့အဖြစ်ရခဲ့တယ်ဆိုရင်ကျွန်တော်ပြောင်းလဲဖို့လိုနေပြီလို့ကျွန်တော်သိလိုက်ရပြီကျွန်တော်မကြခင်တည်ဆုံးရတယ်မလို့တို့တွေးမိလိုက်ရတာနဲ့မဖြစ်မနေလောက်ရမယ့်အရေးအကြီးဆုံးအရာတွေကိုကျွန်တော်အကောင်းဆုံးရွေးချယ်နိုင်ခဲ့တယ် ဘာလို့လဲဆိုတော့တည်ဆုံတော့မယ်လို့ထုတ်လိုက်တာနဲ့အများရဲ့ထင်မြင်စားချက်တွေဂုံတိတ်ခါဆိုတဲ့အရာတွေရှရှုံးမှကိုကြောင်းမှုတွေကအဝေးကိုရောက်ရှိသွားပြီးနောက်ဆုံးမှတကယ်ကိုပြုတ်လုတဲ့နဲ့အမှန်တရားတွေကကြံခဲ့တော့တာပဲဒါကြောင့်မို့ခမားမကြခင်တည်တော့မယ်လို့တွေးမိလိုက်တာနဲ့ခမားကိုကြရှုံးစေနိုင်တဲ့အတွေးတွေရဲ့ချုပ်နှောင်ခြင်းကနေလွတ်မြောက်ခွင့်ရလာနိုင်မယ်တကယ်တော့ကိုယ်နှလုံးသားရဲ့စိတ်ခိုင်းရာနောက်ကိုလိုက်လို့ဖို့ဆိုတာအကြောင်းပြချက်မလိုဘူးဗျာ ်ပြီးခဲ့တဲ့နှစ်တုန်းကကျွန်တော်မှာကင်ဆာဖြစ်နေပြီဆိုတာသိလိုက်ရတယ်ကျွန်တော်ရဲ့ပန်ခရီးယားမှာအကျိတ်ဖြစ်နေပြီဆိုတာစကန်ရိုက်ပြီးတဲ့အချိန်မှာသိကြသွားပြီကျွန်တော်အနေနဲ့ပန်ခရီးယားဆိုတာဘာမှနာမသိဘူးကျွန်တော်ဆရာဝန်ပြောတာကခမရဲ့ကင်ဆာကိုရခဲ့တဲ့အမျိုးအစားတွေမှာပါနေတယ်ဒါကြောင့်နောက်3လကနေ6လလောက်အထိသာအသက်ရှင်တော့မယ်လို့မျှော်လင့်ပြီးခမရဲ့စီစဉ်စရာရှိတာစီစဉ်ပါလို့ပြောတယ်ခင်ဗျားတည်ဖို့အတွက်ပြင်ဆင်ထားတော့ဆိုတဲ့သဘောလို့ကျွန်တော်နားလည်လိုက်တယ်။ဒါနှစ်တွေအကြာကြီးအတူတူနေနေရအောင်မယ်လို့ ထင်နေတဲ့မိသားစုကိုလအနှဲငယ်အတွင်းမှာခွဲခွာရတော့မယ့်အကြောင်းပြောဖို့လိုလာပြီဆိုတာကိုပြသနေတယ်။မိသားစုနဲ့အတူနေရမယ့်အချိန်တွေဟာလင်းမြန်စွာကုန်လွန်ပြီးနှုတ်ဆက်ခွဲခွာရမယ့်အချိန်ကိုရောက်လာတယ်။ကျွန်တော်ဒီယောဂကြီးနဲ့နေ့စဉ်ဖြတ်သန်းနေခဲ့ရတယ်။တညမှာတော့ကျွန်တော်ကိုအသားစားယူမယ်ဆိုပြီးစီစဉ်ကြပါတယ်။လေကြောင်းတွေကိုပြုံတစ်ခုထည့်လိုက်တယ်။အဲ့ဒီကနေအစာအိမ်နဲ့ဥတွေကိုကြော်ပြီးပန်ခရီးယားကနေအသားစားယူတယ်။အဲ့ဒီတော့ကမိဆွေကြောင့်ကျွန်တော်ကမသိပေမဲ့ ကျွန်တော်မိမပြန်ပြောပြခဲ့တယ်။အသားစားတဲ့ကဆဲတွေကိုမိုက်ခရိုစကုပ်အောက်မှာကြည့်လိုက်တဲ့အချိန်မှာဆရာဝန်တွေအကုန်လုံးထအောင်လိုက်ကြတယ်တဲ့။ဘာလို့လဲဆိုတော့ကျွန်တော်ကင်ဆာရှာရှာပပခွဲစိတ်ပြီးကုသလို့ရတဲ့ပန်ကရီးယားကင်ဆာအမျိုးအစားတဲ့ပါဝင်နေခဲ့လို့ပဲ။အဲ့လိုနဲ့ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်ဒီနေ့အထိကျွန်တော်အသက်ရှင်တန်ဆဲဆိုပါတော့တကယ်ဆိုဒါအတင်းမင်းရဲ့လက်တကန်းအလိုကိုရောက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပဲ။ ဒါကိုကျွန်တော်ဆယ်စုနှစ်အနည်းငယ်ဆောပြီးကြုံတွေ့ခဲ့ရင်ကောင်းပါလို့တွေးမိတယ်။ကျွန်တော်တေချာပြောနိုင်တာတခုကညံနဲ့သာစင်ချင်းတက်မယ်ဆိုရင်တည်ခြင်းတရားဟာတန်ဖိုးရှိရာနေထိုင်ခြင်းအတွက်အတုံးဝင်တဲ့အချက်တစ်ခုလို့ကိုပြောလို့ရတယ်။ဘယ်သူမှတော့မတည်ခြင်းကြဘူး။ဒါတချို့ဆိုမတည်ပဲကောင်းရင်ပုံရောက်ချင်ကြတဲ့လူတွေတောင်ရှိတယ်။ဒါပေမဲ့တည်ခြင်းတရားဆိုတာကျွန်တော်တို့အားလုံးကြုံလို့ရမယ်ကံကြမ္မာတစ်ခုပဲ။ဘယ်သူမှလွတ်မြောက်ခဲ့တယ်ဆိုတာမရှိဘူး။ တည်ခြင်းတရားဘောကပြောင်းလဲခြင်းဖြစ်စဉ်တစ်ခုပဲဒါကအဟောင်းတွေကိုဖယ်ပစ်ပြီးအတ္တတွေဖြစ်လာစေတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်တယ်။တိတ်မကြတော့တဲ့တနေ့မှာခင်ဗျားတို့လည်းဥမင်းလာရအောင်ပါ။ဒါပေမဲ့တည်ဆုံးကြရအောင်ပါ။ဒီလိုပြောရတာစိတ်မကောင်းပါဘူး။ဒါပေမဲ့ဒါကအမှန်ကန်ဆုံးအမှန်တရားပါပဲ။တကယ်ဆိုလူတယောက်အတွက်အချိန်ဆိုတာကတ္တန့်ချက်ရှိတယ်။ဒါကြောင့်ဘယ်သူမှဆိုရှင်တန်နေရတဲ့အချိန်တွေကိုမဖြုံးတီးတင်ဘူး။ဒီလိုပဲကိုယ့်ဘဝကိုလည်းဘေးလူတွေရဲ့အမြင်တွေနဲ့အကျဉ်းမချတင်ဘူး။ အပြင်ကလူတွေရဲ့စုညံတဲ့နေကြောင့်ကိုယ်နှလုံးသားထဲကတိလာတဲ့အတန်းတွေကိုမတိုးလိုက်တင်ဘူးအရေးကြီးဆုံးကကိုယ်နှလုံးသားနဲ့ဥတီချက်ရှိရတာကိုတတိရှိရှိလိုက်ဖို့ပဲဘလို့ပဲဖြစ်ဖြစ်ခင်ဗျားဘာဖြစ်ချင်လဲဆိုတာခင်ဗျားသိပြီသားပဲကျန်တာတွေဒုတိယနေရာမှာပဲရှိနေရမယ်ကျွန်တော်ငငယ်ကဖတ်ခဲ့ပူတဲ့စာအုပ်တအုပ်ရှိတယ်အခန်းဆက်ဖော်ပြခဲ့တဲ့စာရင်းတွေပေါ့ကျွန်တော်တို့ငငယ်တုန်းကတော်တော်ခက်စားခဲ့တဲ့အရေးအသားတွေလို့ပြောလို့ရတယ်အဲ့စာအုပ်ရဲ့နောက်ဆုံးစာမျက်နှာမှာနှုတ်ဆက်စကားလေးရေးထားတာရှိတယ် အဲ့ဒါပါလဲဆိုတော့အမြဲဆာလောင်ပါအမြဲဆာလောင်ပါအမြဲယူတုပါတဲ့ကျွန်တော်ကိုကျွန်တော်လည်းဒီစကားလေးပြောပြီးအမြဲ80ခဲ့တယ်အခုလည်းခင်ဗျားတို့ရဲ့ဖွင့်နေတဲ့ပြင်မှာစကားတစ်ခုပေးခဲ့ခြင်းနဲ့အမြဲဆာလောင်ပါအမြဲယူတုပါအားလုံးကိုကျေးဇူးတင်ပါတယ်ဒီမိကုံပြောပြီး6နှစ်ကျော်အကြာ2017ခုနှစ်မှာ stage ဟာ pancreatic cancer ၆ပဲကွယ်လွန်သွားခဲ့ပါတယ် နေအောင်အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်အားလုံးပဲပေးရန်အပေါင်းကင်းစင်ပြီးကိုယ်ကြီးချမ်းသာစေစိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ